အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ပြပြပေးခြင်းတဲ့ပုံမြင်လေးကတော့စိုက်အစီအမောင်ဘူမွေးရေးသားထားတယ်အရေးချင်းရှိ၍အမတ်ဖြစ်ရသူလို့အမိရပါတယ်တခါတိုင်းပြည်တပြည်မှာညံပြညာကြီးမားတဲ့ဘရင်တစ်ပါးနှဆန့်တော်မူတယ်တနေ့မှာအမတ်တဏီကလစ်လက်ကြအောင်ဘရင်ကြီးဟာကြေးကျွန်တယောက်ကို အမတ်အဖြစ်ခန့်အပ်တော်မူလေအဲ့ဒီခါမှာမိဖုရားကြီးဟာမိမိရဲ့မောင်တော်ဟာ မင်းမျိုးမင်းတို့ဖြစ်တာကြောင့်ထိုနေရာမှာခံထားတဲ့အကြောင်းကိုလျှောက်ထားလိမ့်ရဲ့ဘေးမင်းမြက်ကကြေးကျုံမေဖြစ်လေကစားမိပြားကြီးအမောင်တော်ထက်အီအချင်းတာလုံးပြီးပညာအမျော်အမြင်ရှိရာကြောင့်အမတ်အဖြစ်ခံထားရကြောင်းမိန့်တော်မူတယ်မိပြားကြီးဟာကျင်းကျုံကမောင်တော်ထက်အီအချင်းတာတည်ဟူသောဆိုကိုမယုံကြည်နိုင်ပါလို့လျှောက်တင်လေပရင်ကရှင်ရဲ့ချက်ကိုအထင်ရှားပြကံမိဟုမိတ်ဆိုကချိုးသူနေရောက်ကိုခေါ်ပြီးတော့ နန်းတော်လေကာကြီးတိုင်းခွေးမတကောင် ခွေးမွေးနေသည်တွားကြည့်ပြီးပြန်ရှားဟုဆလွတ်တော်မူလေမိဖုရားကြီးရဲ့မောင်တော်ဟာဗကြီးနှစ်သက်စီဖို့အမြန်ပြန်ခဲ့တယ်အမတ်အဖြစ်ခံနာကြိတ်ခံရသူကတော့ဗကြီးမင်းမြတ်အကြောင်းမဲ့မစီခိုင်းရဟူ၍တွေးဆကားအလင်းစလုံးမပြုတ်လို့ပင်နေအရာရာကိုတေချာဆင်းငူစွာကြည့်ရှုမှတ်သားလေဗကြီးမင်းမြတ်ဟာအလင်းပြန်လာတဲ့မိဖုရားရဲ့မောင်တော် ခွေးများမေးပြီးလောဟုမေးတော်မူလေမိဖုရားကြီးရဲ့မောင်တော်က မှန်ပါမွေးပါပြီဖရားဟုရှောက်တင်လေတယ်။ဘီရင်ကြီးကခွေးဘဏ္ဍကောင်မွေးတလဲဟုအမိတော်ရှိပြန်တယ်။မိဖုရားကြီးရဲ့မောင်တော်ဟာခွေးဘဏ္ဍကောင်မွေးဒီကိုမမတ်မိရာကြောင်းပြေးစင်းပြီးတော့ရည်တွေ့ရပြန်တယ်။အဲ့နောက်မှာပြန်အောင်လာပြီးတော့လေးကောင်မှာဘရားလိုရှောက်တင်တယ်။ဘီရင်ကြီးကအထီးအဘဏ္ဍကောင်အမဘဏ္ဍကောင်မှာတလဲဟုမိတ်ဆိုပြန်ရာမိဖုရားကြီးရဲ့မောင်တော်ဟာမပြေနိုင်ပဲပြေးစင်းကြည့်ချူရပြန်တယ်။အဲ့ဒီနောက်မှာ အထီးကနှကောင်မှာဖျားလို့ရှောက်တင်ပြန်နေဘင်းကြီးကဒါဖြင့်အယောင်ကဘာယောင်တွေလဲဟုအမေးတော်ရှိပြန်ရမိဖျားကြီးရဲ့မောင်တော်ကမသိရှိပဲပြန်စင်းက အဖြူကတကောင်အဝါးနှကောင်အနက်ကတကောင်မှာဖျားလို့ရှောက်တင်ပြန်နေမိဖျားကြီးရဲ့မောင်တော်တုံးချိန်မြောင်ပြေးစင်းနေစင်းမှာအမအဖြစ်ခံထားခံရသူကရောက်ရှိလာပြီးတော့ဘင်းကြီးကအထက်ပါတိုင်းမိကုန်းနေကိုမိပြန်းအောင်ဘူးတယ် အမဲဖြစ်ခံအချင်းခံရသူကလည်းတကြိမ်နဲ့နဲ့ဘယင်ကြီးမင်းမြတ်တမယကိုအတီးအကျဖြေဆို၆နိုင်တယ်။အဲ့ဒီခါမှာဘယင်မင်းမြတ်ကမိဖုရားကြီးကိုတင်းရဲမောင်တော်ဟာတွေ့တော့ဆင်ခြင်မှုမရှိမစိစက်မတေချာသူဖြစ်၍မူးမဲ့ရာသူနဲ့မထိုက်တန်သည်။ငါရွေးကောက်ထားသူကတကြိမ်ကြီးမင်းုံဖြင့်အရာရာကို တွေ့တော့ဆင်ခြင်းသေးလာမှတ်သားတတ်သူဖြစ်၍တိုင်းပြည်ရေရာကိုလွှဲအပ်တဲ့သူဖြစ်သည်ဟုမိတ်ဆွေတော်မူရာ ။အင်ဗျာကြီးမှာဘာမှမပြောတာပဲစိတ်စိတ်နေကဝင်ခက်လိုက်ရလေတယ်။ဆောင်းဘုတ်စိစက်တေချာအရာရာဂုံဝါတို့ကြောင့်မတ်အဆင်ပြေတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။